ဟေးဟေးဒီနေ့လည်းနှစ်ပြားပါတော့နော်မနေ့ကသုံးပြားဆိုဒီနေ့နှစ်ပြားပါနှစ်ပြားကကျွန်တော်ပါတပေါင်းကြုံမရှိပါဘူးနော်မနေ့ကလက်ကြံလေးနဲ့ကျွန်တော်မနေ့ကဗီဒီယိုမှာပြောခဲ့သေးတယ်လေဒီဟာကနောက်နောက်ပိုစွန်စားတွေကနောက် တစ်ခါတစ်ပေါင်းပြီးမှတစ်ခါရှင်းပြီးတယ်ဆိုတာလေအဲအဲ့ဒီလိုပုံစံမှာပဲသူကတစ်ပေါင်းပြီးရင်သူကတပြားပေးမယ်အဲ့ဒီတပြားနေပို့တဲ့ဟာတစ်ပေါင်းနေပို့တဲ့ဟာကြာတော့နောက်နောက်ဗီဒီယိုတွေမှာတစ်ပေါင်းပြီးလို့ရှင်းအဲ့ဒါဟာ ਨੇ ပေါင်းထည့်ပေးတာတစ်ပေါင်းပြီးအောင်အဲအဲ့ဒီလိုပါပဲတကယ်လို့ကိုက2ရက်မှတစ်ပေါင်းပြီးရင်2ရက်မှတပြားရမယ်3ရက်မှတစ်ပေါင်းပြီးရင်3ရက်မှတပြားရမယ်အဲဒီလိုပါပဲသွားမှာပဲသူကဒီတိုင်းပဲအဲဒါခုဆိုရင်တလောက်အောင်ရှိပါဘောကျွန်တော်စောက်ကြည့်လာတာ အခုဆိုရယ်ပေးချာတော့ဖြစ်သွားပြီဒီ like share comment တွေကြည့်ပြီးတော့ပေးတယ်ဆိုတာတော့ဒါအကုန်လုံးဝါချတာပဲသူကအာဝါချတာပဲပေါ့နော်အဲ super like ကတော့ဒါပြီးသက်ဆိုတော့ဒါ super like ကိုလည်းသူကဝါချတာတာပဲဒါပေမဲ့ကိုယ့်ဟာကိုစဉ်းစားကြည့်ပေါ့နော်ကိုယ်ရေးရှိမှဒီ super like တွေကျွန်တော်တို့အနေနဲ့ဝယ်သုံးတာပေါ့နော်ကျွန်တော်လည်းဝယ်သုံးပါတယ်ငယ်တော့ကျွန်တော်တို့အနေနဲ့တမိမိနဲ့ကုံပါပေါ့နော်ကိုကဘေးကနေပြီးတော့ဝင်လန်းရှိရင်တော့စင်ပြေလိုက်မယ်ဝင်လန်းမရှိရင်တော့ကျွန်တော်တို့အနေနဲ့ သွက်ကြည့်ဖို့လိုလေတာပေါ့နော်။ဘာဖြစ်လို့သွက်ကြည့်ဖို့လိုလဲဆိုတော့ကျွန်တော်တို့ဝယ်လိုက်တာဒီဒေါ်လာကြိုကြိုဝယ်လိုက်တယ်။ကျွန်တော်တို့ရလာလာလာတာကစူပါလေးလေးကိုလေးခုမှပြား40 50နဲ့6ပြားပဲရတယ်။ဒေါ်လာတော့မပြည့်ဘူးနော်။အဲ့ဒီမှာတဝက်သွားလိုက်ပြီ။ အဲအဲ့ဒီမှာတဝက်တဝက်တော့မဟုတ်ဘူးဒီဒေါ်လာနှိပါလောက်သွားတာပါနော်ဒေါ်လာနှိပါလောက်သွားလိုက်တယ်နောက်ပြီးတဲ့အခါကျတော့သူကနှိပြီးတော့ဒီထဲကိုထည့်ပေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ payment account ထဲဝင်လာတဲ့အခါမှာဖြတ်ထားတာဟာတတိထားမိကြလားမသိဒီကျွန်တော်တို့အနေနဲ့ pay out အဲ sorry pay out account ထဲကိုလေဝင်လာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဖြတ်ထားတဲ့ဟာတွေတတိထားမိကြလားမသိဒီနေရာမှာနော် ဒီဒီနေရာမှာပေါ့နော်ဒီတော့ကျွန်တော်တို့ဖြတ်ထားတဲ့ဟာတွေကိုဖြတ်ထားတဲ့ဟာတွေကိုသတိထားမိကြလားမသိဒီမှာ30 3ဒေါ်လာနဲ့30 30တဲ့ပေါ့နော်အဲသူ့ဟာကဒီမှာဝင်လာတာကဘယ်လောက်လဲဝင်လာတာက2ဒေါ်လာနဲ့28ပြဒါလေးတွေကိုသတိထားပါเนาะကျွန်တော်အနေနဲ့ဒါသူက20ဖြတ်တယ်30နေပါလောက်ဖြတ်ထားတာပါเนาะဒါနည်းနည်းနည်းစီလိုက်ဖြတ်ထားတာ အမသိတာဘောနော်ဒါပေမဲ့တမြင့်မြင့်နဲ့တကယ်လို့ကျွန်တော်တို့ကဝယ်သုံးနေတဲ့လူတွေကြာရင်တတိတာဘို့လို့လေတမြင့်မြင့်နဲ့ကုန်လိမ့်မှာပေါ့နော်တကယ်လို့ကိုကဘေးကနေပြီးဝင်လန်းရှိရတော့ကောင်းတာပေါ့တကယ်လို့ကိုက view လည်းကောင်းတယ်ကိုဗီဒီယိုကလည်း view က3 4000လောက်တက်တယ်တပုတ်မှာအဲ့လိုဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါကာမိတာပေါ့အဲ3 4000လောက်တက်တယ်အဲ2000 3000အဲ2000 3000လောက်မကာမိဘူးတရက်ကိုနေဆုံး1000 2000 2000 3000လောက်ရမှာကိုကာမိလိုက်မယ်တကယ်လို့ကိုကရေရှည်သွားမယ်ဆိုလို့ရှိရင် အဲတပုတ်မှာအဲ့ဒီလောက်ဒီမရဘူးဆိုလို့ရှိရင်ရရှိတော့မလို့နောက်ပြီးတော့ခါကျတပုတ်တယ်တရက်မှာ တပုတ်တင်တဲ့လူဆိုရင်ပိုးတောင်တတိထားအောင်မကိုကတပုတ်တယ်နဲ့2000 3000ရဖို့ဆိုတာတော်တော်လေးဟိုဟာကိုရဲ့ဗီဒီယိုကလူကြည့်များအောင်ပါကိုတကယ်လို့မကြည့်များလို့ရှိရင်တော့ကျွန်တော်အနေနဲ့ရမှာမဟုတ်ငယ်ငွေရှင်းတကယ်လို့ကိုကဒီဟာကိုစူပါလိုက်တော့ပါလို့ဝယ်မယ်ဆိုငွေရှင်းနဲ့သူတို့ငွေပေးချင်မှု50 50ဆိုတာကိုကိုကတတိထားဖို့လိုတယ် ဒါကကျွန်တော်အနေနဲ့ထပ်ခါတခါပြောရခြင်းဒီကိုကိုလူတွေပေါ့နော်ဒီမဆုံရှုံသင့်တဲ့ဟာတွေကိုဆုံရှုံသွားမှကြလို့ပြောပြတာပါကိုနောက်ပိုင်းဆိုရင်ဒါလူသေးတွေဝင်လာလို့ရှင်သူကပိုက်ဆံလိုရင်စောနဲ့စူပါလိုက်တွေဝယ်တဲ့လူတွေလည်းရှိတယ်ချိုးတွေကြတော့တယ်ဒါအဲလှုပ်ချင်လို့ကိုဝယ်တဲ့လူတွေရှိတယ်ဒါကို့မှာပိုက်ဆံရှိနေတော့ကိစ္စမရှိပါဘူးဒါပေမဲ့မရှိမဲ့ရှိမဲ့တွေဝယ်ပြီးတော့ကြတော့လှုပ်တဲ့လူတွေကြတော့တော်တော်လေးဒါ စိတ်မကောင်းစရာဖြစ်တာပေါ့နော်။ကဲကိုကရှိတဲ့လူတွေကြတော့ကိစ္စမရှိဘူး။ဘေးကနေဝင်ငွေလမ်းကြောင်းရှိတဲ့လူတွေကြတော့ကိစ္စမရှိဘူး။တကယ်လို့ကိုကနေဝင်ငွေလမ်းကြောင်းမရှိဘူးဒီထဲမှာပဲတမိမိနဲ့ကုန်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီရှည်သွားဖို့မလွယ်ဘူးပေါ့နော်။ဒါလေးကိုသတိထားဖို့ပြောပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုဒီဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်။အားလုံးဆင်ပြေကြပါစေ။